အားလုံးပဲမြင်္ဂလာပါဗျာခေါင်းသားတွေများအားလုံးစိတ်အချမ်းသာတွေကိုယ်ယူကြပါစေရှိကြပါစေဟောဒီနေ့ကျွန်တော်ပြောပေးချင်တာကဘာကိစ္စလဲဆိုတော့ကျွန်တော်တို့အလုပ်တွေစီးပွားတွေလုပ်တဲ့အခါကျရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြည်လဲစေခြင်းနဲ့ငွေကြီးလက်ပတ်မှုရစေခြင်းနဲ့ငွေကြီးနဲ့ပတ်သက်ပြီးဂျက်မဖြစ်စေခြင်းဘူးပေါ့အဲ့တော့ဝန်ထမ်းလာကစားတွေအနေနဲ့ကတော့ငွေကြီးနဲ့ပတ်သက်ပြီးပုံမှန်လာစားရမယ်လာစားလေးတိုးမယ်ဒါဆိုသူတို့ပိုကြိုက်တယ် ဘေးပေါက်လုံနေတဲ့လူတွေကိုပိုင်စီးပွားရေးလုံနေတဲ့လူတွေလုပ်ငန်းတစ်ခုကိုစတင်တည်ထောင်ပြီးလေပတ်နေတဲ့လူတွေကြတော့ငွေကြေးနဲ့ပတ်သက်ပြီးဂျမ်းမဖြစ်စေခြင်းဘူးငွေနဲ့ပတ်သက်ပြီးအဖက်ဘက်ကအဆင်ပြေစင်ရတယ်အဲ့တော့ငွေကြေးကိုလေပတ်မှုအားကောင်းပြီးတော့ဝင်ငွေတိုးစေမယ်နီလန်လေးပြောပေးချင်တာဖြစ်တယ်အထူးသဖြင့်ဝန်ထမ်းလာကသာမဟုတ်ဘဲနဲ့လုပ်ငန်းတစ်ခုကိုလေပတ်ပြီးတော့ဒီလုပ်ငန်းကြီးကိုအောင်မြင်အောင်မောင်းနှင်နေကြတဲ့သူတွေအတွက်အခုပြောတဲ့ရေရာအစီရင်ရတော့အများကြီးအသုံးတက်ပါလိမ့်မယ်အဲ့တော့ ဘလို့ဟာမျိုးလဲဆိုတော့မျက်စိတည်းမမြင်အောင်ပြောရရင်ကျွန်တော်တို့ကနံပါတ်၄ချက်ငွေကြေးနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေအနေနဲ့လေပတ်စီတဲ့အလှူဒန်းရမယ့်ပစ္စည်းတွေရှိပါတယ်။အဲ့လိုပစ္စည်းတွေထဲမှာနံပါတ်၁အားကောင်းဆုံးကပြားရည်ပါ။နံပါတ်၁အားကောင်းဆုံးကပြားရည်ပါ။အဲ့တော့ပြားရည်နဲ့ပတ်သက်တဲ့လှူဒန်းမှုမျိုးလုပ်ပေးရတာရှိတယ်။နံပါတ်၂အားကောင်းဆုံးကကြတော့ကျွန်တော်တို့ကဒိန်ချင်းပါ။ နော်ဒါကငွေကြေးနဲ့ပတ်သက်တဲ့ကံတွေကိုအားကောင်းစေတဲ့ဟာမျိုးဖြစ်ပါတယ်နံပါတ်3အားကောင်းစေတဲ့ဟာကကြတော့ခြုံများတဲ့အရေးတွေပါနော်ခြုံများတဲ့ရေဆိုတော့ခုနကပြားရေကြတော့ဂျာရာရီနန်ကိုယူပြီးပြောတာအဲ့လိုပဲပြားရေလိုပဲခြုံစေတဲ့နောက်ထပ်အချို့ရေအချို့ရေတွေပေါ့နော်တခြားတဲ့တွေအများကြီးပါတယ်နော်စီးကျိုသမားတွေဝိတ်တက်တဲ့လူတွေတောက်လို့မရဘူးဘာညာဆိုတော့အားဖြစ်အချို့ရေဒီလိုမျိုးအချို့ရေတွေပေါ့ဒါပေမဲ့တော့ကြွယ်ရိုင်းတို့လိုနော်အချို့ရေမျိုးတွေ M150 လို့မျိုးအချိုရည်မျိုးတွေအဲ့လိုမျိုးအချိုရည်တွေပါဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းစေခြင်းနဲ့ဆိုရင်ဖျားရှင်ကိုကတ်လို့ပူဇော်ရပါတယ်။အော်ဒီ၃မျိုးလုံးကျွန်တော်တို့ကတစ်ခါတည်း debate ထဲတော့အဆင်ပြေခြင်းမပြင်မယ်ပြည်တဲ့ဟာတစ်မျိုးမျိုးကတော့ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့ကံကောင်းစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကတ်ကိုကတ်ကပါလိမ့်မယ်။နော်အဲ့ဒါလေးကိုကျွန်တော်တို့နံပါတ်၁ချက်ပြောချင်တာဖြစ်တယ်။အဲ့တော့ကတ်ရမယ့်နေ့၃နေ့ရှိပါတယ်။ကတ်ရမယ့်နေ့၃နေ့အဲ့ဒီ၃နေ့မှာ ဦးစားပေးကပ်ပါနံပါတ်1အချက်တင်းနှင်းကုန်နေနေပါနော်တင်းနှင်းကုန်နေရောက်ပြီဆိုရင်ဖះအောင်ပြားရေကတ်တာတွေအချိုရေကတ်တာတွေဒိန်ဂျင်ကတ်တာမျိုးတွေလုပ်ပေးရတယ်နံပါတ်1အချက်အဲ့တော့နောက်နေ့ရက်ကကြတော့တင်းနှင်းကုန်နေနေတော့မအားဘူးအလုံးရှိတယ်တင်းနှင်းကုန်နေနေမှာပဲအလုံးလောက်ကတာပိတ်ရမဟုတ်ဘူးအချို့ကြတော့တင်းနှင်းကုန်နေပိတ်ရဖြစ်တယ်စိုင်ပိတ်တယ်အချို့လုပ်ငန်းရှင်တွေကြတော့တင်းနှင်းကုန်နေကလူကြတဲ့နေအလုံးများတဲ့နေဖြစ်တယ်တင်းနှင်းကုန်နေမှာမအားမလက်ဖြစ်ကြတယ်အဲ့တော့တင်းနှင်းကုန်နေနေမလုံးနိုင်ဘူးဆိုရင်ဗုဒ္ဓဖူးနေပါအ ဗုဒ္ဓဘုံတို့ရရင်ခုနကပြောတယ်ပြားရည်တို့အချိုရည်တို့ဒိန်ကျင်တို့တမျိုးမျိုးဖျားရှင်ကိုကတ်ရပါတယ်ကတ်ရပါတယ်ကတ်ပြီးတော့ငွေကြီးလက်ပတ်စီဖို့ငွေကြီးနဲ့ပတ်သက်ပြီးအဆင်ပြေဆုံးเนาะငွေကြီးချမ်းဖြစ်ပဲနဲ့တဖြည်းဖြည်းနဲ့ဝင်ငွေစီစဉ်မှုအားကောင်းစေဖို့ဆုတောင်းရပါတယ်နောက်ရက်တရက်ကကြတော့ဂျာသာပရိနေပါအဲ့လိုပဲဂျာသာပရိနေနဲ့ပတ်သက်ပြီးမနက်ခင်းကျွန်တော်တို့ဒိန်ကျင်ကတ်မလားပြားရည်ကတ်မလား အချွေအေးကတ်မလားဒါမျိုးတွေကတ်ပြရတယ်အဲ့တော့ဒီ၃မျိုးကိုဘယ်အချိန်နေမှာကျွန်တော်တို့ကတ်တင်လဲဆိုတော့မနက်ပိုင်းတွေကတ်တာအကောင်းဆုံးပါမနက်ပိုင်းတွေကတ်တာကပိုပြီးကောင်းတယ်မနက်စောစောကတ်နိုင်တယ်ဆိုရင်ပိုကောင်းတယ်တနေ့ကနေလိုနေ့မျိုးဆိုရင်ကျွန်တော်တို့ကမနက်6နာရီရနေ9နာရီခွဲကတ်တာပိုကောင်းတယ်အဲ့ဒီအချိန်ကကိုလုပ်ငန်းတွေဆိုင်နေမဖွင့်သေးဘူးကိုကိုတိုင်လည်းအိပ်ရာကမနိုးသေးဘူးဆိုရင်မနက်9နာရီရနေ10နာရီခွဲအတွင်းကတ်တာပိုကောင်းပါတယ်တနေ့ကနေနေ့ဆိုရင်ဘောတစ်ခုနေ့လည်းအဲ့လိုပဲမနက်စောစော 6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာကတော့အကောင်းဆုံးပဲအဲ့ဒီနေ့အဲ့ဒီချိန်မရဘူးအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲပေါ့ကြာသာရင်းနေလဲအဲ့လိုပဲမနက်စောစော6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့ဒီနေ့အဲ့ဒီအချိန်မှာအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့တော့ကတ်ကမဲ့ပစ္စည်းအား3မျိုးဖြစ်ပါလိမ့်မယ်ပြားရည်အချိုရည်တစ်မျိုးမျိုးဒိန်ချင်ပါ3မျိုးလုံးမကတ်လဲရတယ်2မျိုးပဲကတ်လဲရတယ်3မျိုးလုံးကတ်နိုင်လို့ကတ်လဲရတယ်2မျိုးရလို့2မျိုး ကတ်လဲရတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးဒါလုပ်ငန်းတကယ်လုပ်ပြီဆိုတဲ့လူမျိုးတွေသိပါလိမ့်မယ်နော်အခုမှစလုပ်တဲ့လူမျိုးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုပိုသိတာတယ်အာငွေကြေးလဲပတ်ဖို့ရေးဟာအကျွေးကြီးကြာနေတာလည်းရှိတယ်အာကုန်တယ်ကိုပတ်စံပေးရမှာလည်းရှိတယ်အာဒီငွေအမျက်ထရနဲ့ထုတ်ပြီးတော့မိသားစုစားရတော့ရေးခလေးចောင်းစီထုတ်ရတာလည်းရှိတယ်အဲ့တော့ငွေရတစ်ခါကျရင်ချမ်းဖြစ်ပြီးတစ်ခါကျရင်အရင်ပြောက်သွားတာမျိုးပတ်စံတော့ရှိတယ်အဲဒီပတ်စံအလုတ်ထဲမှာပြန်ဝင်ပြီးငွေအပေါ်မထွက်လာတာမျိုးစသဖြင့်ဒီလိုမျိုးပြဿနာလေးတွေလုပ်ငန်းရှင်မှာတိတ်ဖြစ်တတ်လေးရှိတယ် အရင်ကဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတကယ်ကို financial ဘိုင်းကိုကောင်းကောင်းမလေးလာတဲ့ဘက်နဲ့လုပ်ငန်းထူထောင်ထားရတဲ့သူဆိုရင်ပို့ဆိုးပါတယ်။နောက်အလူလူတွေအတွက်ဒီရတရားလေးတွေကိုကူပေးပါကိုကိုယ်တိုင်လည်းငွေချင်း management ဘယ်လိုလုပ်ရလဲဆိုတဲ့ကိစ္စတွေကိုလေ့လာပါတန်တန်းတွေတက်ပါဒီရတရားကလည်းအထောက်အကူထိုးနေတယ်ဖြစ်ပါလိမ့်မယ်။ဒီလောက်ဆိုတော့တွေးဆဆင်နိုင်မလို့ယုံကြည်ပါတယ်။ခုနကသားမိတွေအားလုံးငွေချင်းကန်ကောင်းပြီးတော့လက်လက်ပတ်တွေရှင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။